စိတ်မကောင်းကြပါဆိုဒီဖွဲ့စည်းပုံนี่35နှစ်တွင်ဒေါ်လာရေးဘက်ကဒေါ်လာရေးဖွဲ့စည်းပေါင်းစုရွေးချယ်တင်မြှောက်ချင်းခံတဲ့ပုံကိုယ်ကြီးမနေဘူးလူလူအသင်းဖွဲ့တွေအများကြီးပဲပါဝင်ပတ်သက်ပြီးတော့သူတို့ဆန္ဒပါလို့ထင်ရပေါ်ပြပြီးတော့ခေဆက်ဆက်လုပ်ခဲ့တဲ့ဖွဲ့စည်းပုံ၄ခုလုံးကပြစ်ပယ်ထားခြင်းခံရတရားဝင်တိကျသုံးတာမရှိဘူးဒါကြောင့်ဒီအချိန်မှာသက်ဆိုင်နိုင်ငံကြီးကောင်းဆောင်ရအောင်ကပြန်စဉ်းစားကြစေခြင်းနဲ့အုပ်ချုပ်ရေးကို ခင်ဗျားပြောရကျိုးနီစနစ်ကိုခင်ဗျားမင်းအွန်လိုင်းတို့အဖွဲ့တာအောင်100%တာအောင်လုပ်လို့ရတယ်။ဒါဒီတိုင်းတော့မရတော့ကွန်စတီကျူရှင်းလမ်းကြောင်းကိုတွားမှရတော့မယ်။ဖက်ဒရယ်ကွန်စတီကျူလမ်းကြောင်းကိုတကယ်ကိုတက်မှရတော့မယ်။ကျင့်ပြတ်ချစားမှုကိုမချစားပါနဲ့လို့တရားဟုတ်နေမရဘူး။ကိုကျင့်တရားကောင်းရမယ်။ဒေါ်လိုင်းစစ်တပ်မိုးရမယ်။ပြည်သူ့အတွက်နစ်နာခံရမယ်။အဲ့ဒီခင်ဗျားအကောင်းဆုံးကြိုက်တဲ့နိုင်ငံရောရတာတွေတော့ကျင့်ပြတ်ချစားမှုထိန်းလို့မရဘူး။အဲ့ဒါလူလူတရားလုံးကလည်းခရီးအချိန်မှာစဉ်းစားဖို့လိုလာပြီ။ ဒီဥစ္စာကကဘာတခွင်လုံးနဲ့ရင်ဆိုင်နေရတဲ့ပြဿနာလုံးနဲ့ပဲတွားလို့ရတယ်တခြားနဲ့တွားလို့မရဘူးအဲဒီ Federal Democracy ကိုဘယ်လိုလက်တွေ့ကုန်ထေဖို့မလဲဆိုတော့ခဏိကျွန်တော်တို့တော်လိုင်းဘက်ကအဖွဲ့အစည်းအကုန်လုံးကညှိရတော့မှအခြေရောက်လာပြီအဲ့ဒါညှိပြီးတော့ရှေ့သွားမဲ့လမ်းကြောင်းကို Federal ဆင့်မှာရှင်းနိုင်တဲ့အခါကျတော့မှဆရာနာရှင်စနစ်ကိုအမိပြုတ်တိုက်ရေးဆိုတာကလက်တွေ့ဖြစ်လာနိုင်တယ်အခုကဆရာနာရှင်စနစ်ကိုတိုက်ကြတိုက်ကြပြီးရင်ငါတို့ကြီးကျက်လုပ်ကြတော့ဘို့ဆိုတဲ့ပုံစံနဲ့တွားနေလို့ဖြစ်နေပွင့်လင်းပြောရစီ ခင်ဗျအာနာဆိုတဲ့ထိုင်ကိုထိုင်လိုက်တဲ့အခါမှာဘလောက်ပဲကြီးကြီးဘလောက်ပဲတိတိအာနာထိုင်ကုန်ဟာလူတွေကိုဖျက်ဆီးတာပဲအဲ့တော့ကျွန်တော်တို့ကခုနပြောတဲ့ဟိုကိုကျင်တရားပိုင်းတွေကိုဒေါ်လိုင်းစေတက်နဲ့တင်တာတစ်ပိုင်းဒါအခြားတစ်ပိုင်းကတော့ဝေးစီအောင်ချုပ်ဖို့အခြေခံဥပဒေလမ်းကြောင်းကိုရှောက်ကိုရှောက်မှရတော့